ြူတွေကမရင်းကျင်တာတဲ့ဒါအမှန်တရားကျွန်တော်လုံးဝမလိမ်ဘူးကျွန်တော်မေးပြီးကကြီးသုံးပါကိုကြားရောက်နေတဲ့အချိန်မှာကိုယ်နိုင်ငံမဟုတ်ဘဲနဲ့မလေးရှားတို့အိန္ဒိယတို့ဥမာတရုတ်တို့ရုရှားတို့ကနေပြီးတော့မှနိုင်ငံရဲ့ဒီငလင်းတန်ပေးတဲ့ပြည်သူတွေကိုလာကူညီနေတဲ့အချိန်မှာအားလုံးဝိုင်းဝန်းပြီးတော့ကိုယ်နိုင်ငံသူနိုင်ငံသားတွေကူညီနေတာတော့မှတချို့သောအရာတွေက ဘိတကူအောင်မှာမူဝါဒတကူအောင်မှာကြာရှုံးသွားကြတယ်သိတယ်မလားအဲ့ပုံစံနဲ့ဆက်သွားရင်ကျော်တော့ဘုံကလိုအပ်တာဥမာတကူကဇဘုံရောက်ဒီလေလားဒါတို့ရှိတယ်နော်ဆောဆောနာကျွန်တော်ပြောသလိုပေါ့ကျဲဥတက္ကကန်ခိုင်းပြီးတော့ဓာတ်ပုံရိုက်ပြီးလူကြီးကိုကျဲဥတက္ကပေးသလိုလိုနဲ့ကျဲဥလေးလုံးလောက်ပေးတော့အောက်ချိန်မှာအောက်ချိန်ကပြောတာပေါ့ ဖုံးနေရတယ်ဇော်ဘုံကြီးကိုလည်းပြောတာပေါ့စစ်တဲ့အကြောင်းတွေဇော်ဘုံကြီးကတက်မတော်နဲ့ပြည်သူကြားနဲ့တက်မတော်မိသားစုကြားမှာမပြောတာလေအများကြီးရှိတယ်ပြောကိုမပြောတာပြောမယ်ဆိုရင်ခင်ဗျားတို့ကိုယ်တိုင်ပြီးပါတယ်ရေပတ်တော်ဝင်မှာမဟုတ်ဘူးဖမ်းကျင်လာတာတရားဝင်တရေတော့ပြီးဖမ်းခိုင်းလိုက်ဖမ်းခိုင်းလိုက်ခင်ဗျားတို့လုတ်ပိုင်ခွင့်ရှိတာပဲဖမ်းခိုင်းပေါ့ဖမ်းပြီးဘာဖြစ်လာမလဲဖြစ်တဲ့ပြဿနာခင်ဗျားတို့ဖမ်းခိုင်းတယ်လို့ရှင်းပေါ့မဟုတ်သေးဘူးမားတော့မားနေတယ်အဲ့တော့တစိုးတရင်နေပြန်ကြားတယ်မပြောသေးတာမပြောသေးတာတတိတော်ထားနေနော်ပေါက်ခွဲလာလို့ပြောပြီးဆိုရင်တော့နာမည်တက်ပြီးချိန်မှာ เนาะကိုပြည်တနာကိုရှင်းရမှာเนาะရှင်းလားဇော်ဘုံကြီးချွတ်ကျင်းနေတဲ့ထဲမှာဘာလို့မှမရှိဘူးဘာဖြစ်လို့လဲဆိုဇော်ဘုံကြီးဒီတိုင်းပြည်နိုင်ငံလူမျိုးအတွက်ကိုအကောင်းဆုံးစပီကာသမားတယောက်အနေနဲ့ရက်တည်ပြီးတော့မှမျှမျှတတပြောပေးနေတယ်ဆိုတာတနိုင်ငံတိုင်းပြည်လုံးသိတယ်တည်တယ်ဆရာတော်ဘုရားကြီးလည်းသိတယ်အခုမစိုးရင်တိုင်းပြည်မှာဆရာတော်ဘုရားဆရာတော်ဦးရသူတို့နော်အမျိုးသားကြီးဆရာတော်တွေတည်တယ်လို့နိုင်ငံတော်အကြီးအကဲတွေတည်တယ်ဒီငလင်းတံပေးတဲ့ပြည်သူတွေပေါ်မှာကြည့်ပြီးတော့မှ ကိုရတက်မတော်ကငဲ့ညာပြီမဲ့အကြီးကြီးတွေကငဲ့ညာပြီမဲ့ရန်သူတပုံကဒါတွေကိုသူတို့သိမှာလည်းမဟုတ်ဘူးเนาะသိမှာမဟုတ်တော့ခုညောင်ကျိုးစုံ50 50ပဲဗျာအခုနှစ်ချောက်ရှိပါဖြစ်တော့လဲကျွန်တော်ဘာမှပြောမလို့ထားလိုက်เนาะတိုက်နေကြတယ်အခုရွာဆက်နေရွာဒီမှာဒါကတော့နေကန်သတင်းပေးရကျွန်တော်ပြောပြတာ ကိုတော်ဘိုးရင်နဲ့ကျွန်တော်ဟန်တာဝရီယာပြည်သူစစ်ပါတဲ့ဖုံးကင်ပေးပါပြောစရာရှိလို့တဲ့ကျွန်တော်တို့ဆက်နွေရွာအခက်ခဲကတော့အရန်များတာဗျာတဲ့ပြောရရင်မြေပြင်မှာတိုက်ပွဲကဆက်လက်ဖြစ်ပွားနေစေတဲ့ကပန်းနီစကန်တိုက်ခံရပြီးကတည်းကအခုထိတိုက်ပွဲဖြစ်နေတယ်တဲ့ထိခိုက်ကြဆုံးမှုတွေရှိတယ်တဲ့ကျွန်တော်တို့ပြည်သူစစ်တွေဟာစစ်တီတွေနဲ့အတူတူကြာရနေရကနေအတူတူတိုက်ပွဲဝင်ခဲ့ကြတယ်တဲ့ယူနီဘောင်းမပြည့်စုံဘူးကြီကာအုပ်ထုတ်မပြည့်စုံလဲအားတက်တယောနဲ့ရွရွချွန်ချွန်တိုက်ခဲ့ကြတယ်တဲ့ အထက်ကလူကြီးတွေကလည်းကျွန်တော်တို့ရွာကိုမေ့ထားလားမသိဘူးတဲ့ရဲရင်လည်းမလာလာကြပြီးတိုက်ပွဲကလည်းဖြစ်နေတော့မောင်ကိုဈေးနဲ့မောင်ကိုဈေးကလည်းတဲ့မဝင်ဘူးပြတဲ့အခုဆိုစားတပိတ်တော်ကို၃သိန်းဖြစ်နေပြီတဲ့ဟမ်စားတပိတ်တော်ကို၃သိန်းဖြစ်နေပြီတဲ့စားတော်နဲ့ဝါဝါလေးလေးမစားရတဲ့ကျွန်တော်တို့ပြည်သူစစ်တွေတဲ့ဆေးရုံရှိပေမဲ့လေတဲ့ဆေးအဝင်မရှိဘူးတဲ့ဆေးဝါးလုံးလုံးလောက်လောက်မရှိဘူးတဲ့စစ်တီတွေတရားရရတဲ့သူတွေရှိတယ်တဲ့ကျွန်တော်ကတော့ထိန်ချမ်းပြီးမပတ်ဘူးကျွန်တော်ကစပီကာ အထက်လူကြီးတွေတည်အောင်ပြောမှာတချို့ဆိုပုတ်တောင်ပုတ်တယ်လို့ဖြစ်နေတယ်ဆေးဝါးမပြည့်စုံလို့တဲ့ရှေ့တန်းမှာစစ်တီဒဏ်ရာရလို့တဲ့တောင်းနဲ့ကားနဲ့သွားတယ်ဘူးစီမရှိဘူးတဲ့မတည်ရတဲ့ဖြစ်တွေတဲ့အထက်ကအရာကြီးလူကြီးတွေကကျွန်တော်တို့ဆက်နေရွာရဲ့အခြေအနေမှန်သိချင်မြေပြင်ကွင်းစင်းပြီးလေးလာလို့ရပါတယ်လို့ပြောပေးပါတယ်ကျွန်တော်တို့ဆက်နေရွာအခုဆိုတောထဲမှာလည်းမသွားရဲအကျေကျုပ်ချခံရရတယ်လို့ဖြစ်နေတာတဲ့နှစ်နှစ်သုံးနှစ်ကျော်နေပြီတဲ့ရွာမှာအဓိကလိုအပ်တာပဲပြောတော့မယ်ဗျာတဲ့ ဆက်နေရအင်အားဆိုတော့ရဲရင်နဲ့ချပေးလို့လုံးဝအဆင်မပြေဘူးတဲ့ဝိုင်ကျွန်းနဲ့ချပေးမှပဲအဆင်ပြေတယ်တဲ့ဒီဇယ်ဓာတ်ဆီခွဲစိတ်စရာဝင် စားငပိဟင်းကျိုဆေးဝါးကြောင်းသုံးပစ္စည်းဆက်ပြသွားလိုက်စင်းနဲ့မိန်ကလေးလာစင်သုံးပစ္စည်းအစားရှိသဖြင့်ပြီးတော့မန်တော်ရွာကနေအောင်သားရွာကိုလည်းတိုက်စစ်အမြဲပေါ်ဆောင်နေပါလေတဲ့ရန်သူအင်အားကရှိတယ်တဲ့ဒရုန်းနဲ့စနိုက်ပါအားသာလို့တိုးမရအောင်ဖြစ်နေတာတဲ့မြေပြင်မှာဖြူအောင်မှုရှိတယ်တဲ့အရန်တော်တယ်တဲ့ပေါင်ကိုကြီးမှန်တာတော့အဝတ်စီးပြီးတော့တိုက်တာတဲ့ ဲ့နောက်ဂျိုးဂျိုးသားသားတိုက်တာတောင်နဲ့အစဲခံနေရတယ်တဲ့အထက်ကလူကြီးတွေကလည်းပြောပေးပါလေကျွန်တော်တို့စက်နေရကိုပေါ့နော်ပြန်ပြီးတော့ကြည်ပေးပါပေါ့ရှေတန်းကစစ်တီတွေစားတော်ဝါဝမစားပဲစစ်တိုက်နေရတာဗျာတဲ့အယံသနာဖို့ကောင်းတယ်တဲ့နော်အခုနှစ်ချောင်းချစ်ကြပြီလို့တရင်ကြရတယ်တဲ့ပြီးရင်ကျွန်တော်တို့စီလာလိမ့်မယ်တဲ့ကျင်းသေးလာမှာတဲ့အချိန်မီခဲရန်ရိတ်ခါဖြည့်တင်းဖို့တောင်းဆိုခြင်းပါတယ်တဲ့ရန်သူဒရုံးကခြံပါကိုထောင်လာတာကိုမရတာဗျာတဲ့ ဒရုန်းကမ်းနဲ့ပြစ်လည်းမရဘူးလေဒရုန်းကြောင့်ပေးဆက်လိုက်ရတဲ့ပြည်သူစစ်တီတွေမနေတော့ဘူးလေကျွန်တော်တို့စိတ်နေပါကိုပြစ်မထားပါနဲ့လို့ပြောပြပါရဲဘာလုံးမှမလုပ်ရဘူးဆိုတော့ဝင်ငွေတွေလည်းမရှိဘူးတဲ့လာစားလဲတဲ့ခုတစ်ခေါက်လာမှပဲခုတစ်ခေါက်လာမှပဲပြောမတော့မယ်ဗျာတဲ့ကလေးကိုမသွားရတာ၃နှစ်ကျော်ပြီဆိုတော့တဲ့ဘာမှမရှိတော့အောင် ပြက်လက်နေပြီတဲ့ကျွန်တော်တို့စက်နေရောကအတွက်ကြည်ပေးပါတော့လို့ပြောပြပါရတဲ့ကလေးကိုလမ်းပေါက်မှအဲ့ဒါတွေအကုန်ပြင်ရှင်းလို့ရမှာပါတဲ့ကျေးဇူးပြုပြီးစာတွေဖတ်ပြီးသွားရင် စာပြန်ပေးပါနော်တဲ့အဲ့လိုရှိရရှိတယ်တခုတော့ကျွန်တော်ပြောချင်တာတော့မရင်းကျင်တာတို့ပါလို့အဲကျွန်တော်တို့ပြောလိုက်တယ်မရင်းကျင်တာဘယ်သူကကျင်တာလဲလို့ကျွန်တော်မေးတော့အဲ့ဟိုဟာတဲ့ပြူတွေကကျင်တာဆိုတော့ကျွန်တော်ကနားလေလူကအဲ့လိုပြူသွားလို့ပြောတယ်နားမလဲလူကစစ်တပ်ကကျင်တာလို့ပြောတယ်တကယ်တော့စစ်တပ်ကမဟုတ်ဘူးကျွန်တော်တို့စစ်သားတွေတပ်မတော်သားတွေမဟုတ်ဒီပြူတွေကလည်းဟိုကျွန်တော်တို့နိုင်ငံအတွက် ဒူဒူစောဒီတာသူတို့ပြောသလိုပါလေပြီးသူစစ်လာအဲ့ဘက်ကမင်းကုန်းဘက်မှာပေါ့နော်ရှိတာကျွန်တော်တော့တည်ကြတော့ကျွန်တော်မသိဘူးပြောတော့သူတို့မရင်းကျင်နေတဲ့လုတ်တယ်တဲ့အဲ့မရင်းကျင်ခံရတဲ့လူကဘယ်မှာရှိနေလဲဆိုတော့ပြင်ဦးလယ်မှာရှိနေတယ်ဟာဟုတ်လားလို့ဆိုတော့ဟုတ်တယ်တဲ့အဲ့စစ်တပ်ကကျင့်နေဆိုတော့အတန်မျိုးပေါ့ဟိုကျွန်တော်တို့ရွာသူရွာသားကြတော့မသိဘူးပေါ့ရာမသိတော့စစ်တပ်ကကျင့်နေပဲပြောတာတကယ်တော့စစ်တပ်ကကျင့်တာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီပြူတွေကိုလည်း မရင်းကျင်တာမကျင်တာတော့ကျွန်တော်ဒီမှာတိတ်မပြောချင်ဘူးပေါ့နော်ဟိုဟုတ်ရင်လည်းဆက်မလုပ်ပါနဲ့တော့ဒါပေမဲ့အဲ့ဒီဘက်ကလည်းတကယ်ကိုလုံးဝအကြောက်တရားနဲ့အုပ်ချုပ်လို့ရမယ်မနေမြမျိုးအဲ့လိုတွေဖြစ်နေရတော့ရှိတယ်ဒါကျွန်တော်ရဲ့ဟိုပေါ့နော်သွားခဲ့တဲ့တွေးခဲ့တဲ့အတွေ့အကြုံညာအခက်အခဲကိုပြောပြတာတကယ်တမ်းကျွန်တော်အမှန်တမ်းပြောပြူလေပေါ့နော်ဘဒူဝါလည်းတော့မသိဘဲပြူလည်းတော့မသိဘူးပြူလေးကမရင်းကျင်တာတဲ့ဒါအမှန်တရားကျွန်တော်လုံးဝမလိမ်ဘူး ကျွန်တော်မေးပြီးပြီကျွန်တော်2021ဖေဖော်ဝါရီလတရက်နေ့အခင်းချင်းတော့မှမြန်မာတိုင်းငံလုံးမြန်မာတိုင်းငံလုံးရဲ့တရားရဂိုင်တော့မှ65ရဂိုင်တော့ကတန်ဖုံးတွေတီးကြတယ်အဲ့တော့အခုမြန်မာနိုင်ငံကလင်ပေးကြောင်းအခက်အခဲတွေတွေ့နေရတဲ့အချိန်မှာယရနာတုတ်တို့မြစ်တာတုတ်တို့ရွတ်ပေးကြပါလို့တနိုင်ငံလုံးကိုကျွန်တော်ပြောခြင်းနေเนาะယရနာတုတ်ဆိုတာကတော့ဒါလူတွေ ခုသေးချေပြစည်းနေတဲ့ဥစ္စာမေတ္တာတော့ကကျွန်တော်ကဘာလို့ရွတ်ခိုင်းလဲလို့ကျွန်တော်ကမေးတော့ကျွန်တော်ကမေးတယ်ကျွန်တော်ဒီတက်တော့မှာလဲလိုက်မလို့ရအောင်ကျွန်တော်ကဒီနေ့ရှည်တန်းနေမနေ့ပြန်လဲကျွန်တော်သွားအောင်ပါအဲကျွန်တော်တော့အဲကျွန်တော်ဘာလုပ်ခဲ့လဲဆိုတော့ကျွန်တော်ပြန်ပြောပြီးပြန်တော့ဒီမှာပပလစ်မှာကျွန်တော်တင်ပေးမယ်မေတ္တာတော့ကကျွန်တော်မနေ့ကအိမ်မက်မတာပေါ့နော်အိမ်မက်မတော့ကျွန်တော် အမှန်တိုင်းပြောရင်ပေကြီးစက်တုပ်မရဘူးဒါကျွန်တော်အမှန်တိုင်းဝင်ခံတာ မရတော့ကျွန်တော်အိမ်မက်ထဲမှာမက်တော့ဇော်ဘိုးရင်နဲ့မြေတားတော့ရွတ်ပါဆိုတော့ကျွန်တော်ကကျွန်တော်မြေတားတော့မရဘူးလို့စာအုပ်ကြည့်ပြီးတော့ရွတ်ရင်ရလားလို့ပြောတော့ရတယ်တဲ့ဟိုဘောတော့စာအုပ်ကြည့်ပြီးတော့ရွတ်ဖို့ရွတ်ပေါ့မြေတားတော့ဖြစ်နေပြီးတာပဲပေါ့အဲ့ဒီမြေတားတော့ကိုတနိုင်ငံလုံးကိုရွတ်ခိုင်းပါဆိုပြီးကျွန်တော်မနေညအိမ်မက်လာပေးတာကျွန်တော်လုံးဝမလိမ်ဘူးเนาะအဲ့တော့အခုကျွန်တော်အတိကျွမ်းတယောက်ကဒေသ26ကအကိုကြီးတယောက်ကကျွန်တော်လည်းတနစ်ကြီးတယ် ကိုတော်ဘုန်းကြီးရေတဲ့တနိုင်ငံလုံးဒီလိုဒုက္ခရောက်ခဲ့တာကအိုးတွေဒီဟိုဘော်တော်ခွက်တွေဒီရတန်ဘုံတွေဒီတယ်အခုလို့ဗာလဲတင်းကြိုင်ဘုံတပိတ်တွေမပွဲဘောတပိတ်တွေအကုန်လုံးလောက်ခဲ့တော့တဲ့နော်ဒီလိုကူဇာရောဘရားကြီးတွေကိုလည်းရမ်းစော်ကားခဲ့တော့တဲ့ဒီလိုဖြစ်နေတယ်ဟာတဲ့အဲ့ဒီချိန်မှာကိုစော်ဘုန်းကြီးအနေနဲ့စပီကာတယောက်အနေနဲ့တနိုင်ငံလုံးမေတ္တာတုံးတို့ဟောပါဦးယတနာတုံးချို့ဖို့တဲ့ပြောပေးပါတဲ့ တနိုင်ငံလုံးယေရနာတုံ့ပြန်ဖို့ပြောတဲ့စကားကအမှန်လားဒါမှမဟုတ်တန်ဖိုးတွေတီးတာအမှန်လားဆိုတာပြည်သူလူထုတွေကိုလည်းကိုစော်ဘုန်းစပီကာသမားတယောက်အနေနဲ့မေးပေးပါတဲ့တန်ဖိုးတွေတီးခဲ့တော့ဝင်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 သွားလို့တီးရပေါ့နော်အဲ့ဒါနဲ့ဘုရားဘာသာမယေရနာတုံ့နဲ့ရွတ်တာဘယ်အမှန်လဲဆိုတာလေကိုစော်ဘုန်းအနေနဲ့လိုင်းပေါ်ကနေစော်ပြီးတော့ပြောပေးပါလို့ပြောလို့ကျွန်တော်ဒါကိုပြောတာတကယ်တော့ကျွန်တော်အနေနဲ့ဆိုရင်မှန်တယ်ဒါကကျွန်တော် ဦးစားပေးတာယန္တနာတုတ်ရွတ်ပါပြီးမေတ္တာတုတ်ကိုရွတ်ပါတနိုင်ငံလုံးရွတ်ပါရွတ်ပါကျွန်တော်တို့တနိုင်ငံလုံးတော်တော်အခုအဆင်ပြေမနေပါဘူးပေါ့နော်အခုလိုရေခဲကြောင်းကြောင်းနဲ့ညီလေးတွေဒီလိုဝန်တာနုစိတ်သက်ရှိတဲ့လူတွေနောက်တော့ຫນွေပိုးအိမ်လိုလူတွေဇွဲထွက်ရှူဆိုင်ပိုင်ရှင်ကျွန်တော်ပြောခဲ့ဦးတယ်မလားဇွဲထွက်ရှူဆိုင်ပိုင်ရှင်ကစံဝင်တက်မတော်တက်ချက်ကြီးစေးနဲ့အရင်တော့ကကျွန်တော်တို့ရမခါမှာနော်ဗမာနှလုံးတီတော်နှလုံးရောင်းခဲ့ဘူးတယ် ။အာသူတို့ဖမ်းမလဲတို့တာဒါနိုင်ငံတော်အစင်းနဲ့ထုတ်တာနော်။ဝင်းစိန်လည်းပါတယ်အောင်သမารီလည်းပါသူတို့အကုန်ပါတယ်။အဲ့တုန်းကလည်းကျွန်တော်မျက်နှာမလိုက်ပြောခဲ့ဘူးတယ်နော်။ပြောခဲ့ဘူးတယ်နော်ကျွန်တော်။ပြောတယ်။ကျွန်တော်အမှန်တရားဆိုအကုန်ပြောတယ်။အခုကျတော့ဇွဲထက်ရွှေဆိုင်ပိုင်းချင်းကိုဆန်းဝင်းတို့လင်မယားမစိုးရင်တိုက်တကြီးပြန်လဲထူတော်မှုအတွက်သိန်း9000ကျောင်းကျောင်းသိန်းပေါင်း3000ကျောင်းကျောင်းသူတို့ခံမယ်အဲ့တော့ကျွန်တော်တို့တိုင်းပြည်ဒီလိုဒုက္ခရောက်နေတဲ့အချိန်မှာဒီလိုဇွဲထက်ရွှေတိုင်းပိုင်ရှင် အဓိကကတော့ကမ္ဘောဇာဗန်နိုင်ငံကြီးနော်ဥအောင်ကိုဝင်ဦးစီးတဲ့ကမ္ဘောဇာဗန်မိသားစုအားလုံးမိသားစုဆိုတာဝန်ထမ်းတွေပါပါတယ်15ဘီလီယံနော်သူတို့ပြန်လေတိစောက်ဖို့အတွက်သူတို့လှုပ်တယ်နော်ကျွန်တော်ကမလူတဲ့လူတော့မပလိမ့်ဘူးဗျာအဲ့ဒါကြီးကျွန်တော်မပြောချင်ဘူးရေခဲချောင်းတဲ့တော်လူရယ်ဆိုရင်ခင်ဗျားတို့စဉ်းစားကြည့်ကြည့်ပေါ့